အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တို့ရဲ့ဟီးရိုးအသစ်ဆက်ဆက်ဖြစ်တဲ့ဂျီမြတ်တဲ့မွေနဂါကြီးရဲ့မျိုးဆက်ကလေးယာ The Sergeant Wave ကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကလေးယာကတော့အနီးကတိုက်ခိုက်မှုတွေမှာထူးဆိုပြီးအားကောင်းပြီးတော့စိတ်ချရတဲ့ပြက်မှတ်တစ်ခုတည်း CC ကိုပေးနိုင်တဲ့ support hero ပဲဖြစ်ပါတယ်သူမတဟုံလုံးဝင်သွားပြီးတော့ဂျန်တွေကိုထူးခြားနိုင်အောင်တွေမကဘဲတိုက်ခိုက်ယုံတဲ့နေသူမကိုယ်တိုင်ကိုယ်ရောမအမိတ် hero တွေကိုပါသွေးဖြည့်ပေးနိုင်ပါတယ် Sergeant Wave ကလေးယာ passive such or live ဒီ disk ကိုမဆိုတော့ပြီးမှခလေးရကသူမရဲ့ရရှိဒီနေရာမှာရေရီဖန်ပြီးမှာပဲဖြစ်ပါတယ်အကယ်၍ခလေးရကရေအတွင်းမှာစကီးသုံးခဲ့မယ်ဆိုရင်သူမနောက်ထပ်ပြုလုပ်မယ်ဘေးစစ်အတက်၃ချက်ကိုသူမကိုယ်တိုင်နဲ့အနီးနားမှာရှိတဲ့မာမိတ်တွေကိုတွေးဖြစ်ပေးတာလိုမျိုးမတူညီတဲ့ effort တွေနဲ့မြင့်တင်နိုင်မှုရေရီကိုစုပ်ယူမှာပဲဖြစ်ပါတယ်ပထမစကီး wave breaker ခလေးရကမြေပြင်ကိုသူမလက်သီးနဲ့ထိုးလိုက်ပြီးတော့နေသားမှာရှိတဲ့ရန်သူတွေကို physical damage ထိစေပြီးနှေးစေမှာပဲဖြစ်ပါတယ်ဒုတိယ scale tidal strike rolling wave ဒီ scale မှာအပိုင်းနှစ်ပိုင်းရှိပါတယ်ပထမတစ်ပိုင်းမှာတော့ခလေးရကရှေ့ကိုတဟုန်လုံးတက်သွားပြီးတော့သူမပထမဆုံးထိမိတဲ့ရန်သူကိုလမ်းဖမ်းလိုက်ပြီးနေပေါ်မြောက်သွားပြီးတော့၎င်းတို့ကိုမြေပြင်နဲ့ထူးခြားက physical damage ထိစေမှာပဲဖြစ်ပါတယ်အကယ်၍ခလေးရကတခုံလုံးတက်နေတော့မှာအတားစီဒါမို့ရဲအစုံပြားကိုထိမိခဲ့မယ်ဆိုရင်တော့ဒုတိယအပိုင်းကပွင့်လာမှာဖြစ်ပြီးခလေးရကလေထဲကိုခုံသွားမှာပဲဖြစ်ပါတယ် ပြင်မှန်တင်းနေအောင်ဒိုင်မင်လမ်းပြဖို့အတွက်ဒီစကေးကိုထပ်သုံးနိုင်ပြီးရန်သူကို physical damage ထိစေပြီးတော့လေပေါ်မြောက်တက်သွားစီမှာပဲဖြစ်ပါတယ် Ultimate Tsunami Slam ကလေးကရန်သူ hero ကိုသူမရဲ့အမိနဲ့ဆွဲလိုက်ပြီးတော့လေပေါ်ခုံသွားပြီးအဲ့နောက်မှာတော့တတ်မှတ်ထားတဲ့ UD bus ကိုရိုက်ချလိုက်တာတီသွားချိန်မှာတော့ပြင်မှန်တဲ့အနီးနားမှာရှိတဲ့ရန်သူကို physical damage ထိစေမှာပဲဖြစ်ပါတယ် ကလေးကနေဂန်လုံးချိန်မှာတော့သူမဒုတိယစကင်နဲ့ရန်သူအနားကိုကတ်သွားပြီးပြမကိုစီစီဖေးကအိုင်နာမှာတော့သူမရဲ့အစီမြင့်တင်ထားတယ်ဘေးစိတ်အတိုက်တွေပွင့်စေဖို့သူမရဲ့ပထမစကင်ကိုတုံးပြီး၎င်းတို့ကိုပြင်မှတ်ပေါ်မှာတုံးပါအတင်းလိုက်တိုက်ခိုက်ချင်းမှာတော့ကလေးအနေနဲ့ရန်သူမေးဆွေဒါမုံမက်ခ်မန်တွေကိုဦးစားပေးတင်ပါလေ။သူမရဲ့ဒူတာစကီကိုသုံးပြီးတော့ပြတ်မှတ်သားမှရှိတဲ့အတားအဆီးစီကိုကတ်သွားခြင်းဖြင့်သူမလီဘောခုံတက်ကပြန်တိုင်းမင်းထိုးရဲ၎င်းတို့ကိုစီစီပေးပါ။ ၎င်းတို့ကိုတင်းတင်းနဲ့လိုင်းရိုက်ချဖို့သူမရဲ့အာထီမိတ်ကိုဆက်သုံးပြီးအဲနောက်မှာတော့သူမရဲ့ passive ပွေစင်ဖို့ပရမစကီကိုသုံးက၎င်းတို့ကိုသူမရဲ့မြင့်တင်ထားတဲ့ basic attack တွေနဲ့ရှင်းထုတ်ပါကလေးရကပြင်မှတ်တစ်ခုတည်းပေါ် CC ပေးဒီမှာထူးကျွန်တာကြောင့်အသေးမွေနဲ့ပူတွေလုံးဆောင်တဲ့ခါကျရင်သူမအလွန်တက်ရောက်မှုရှိတဲ့ gang ကဖြစ်စီမှာပဲဖြစ်ပါတယ်တိုးတော်လေးကလေးရတိုက်ခိုက်မှုအကွာအဝေးနေခြင်းနဲ့ဖုတ်မလုံးနိုင်ခြင်းတို့ကြောင့်သူမအနေနဲ့တိုက်ပွဲမြန်မြန်ဆုံးသတ်ဖို့လိုပြီးအလုံးမဟုတ်တော့ရန်သူအဝေးပြစ်တွေတတ်ဖြတ်တာကိုခံရမှာပဲဖြစ်ပါတယ် ်လေဗယ်1မှာတော့မာမိတ်တွေကိုခရီးတွေနဲ့မီဒီယံအုပ်တွေရှင်းနိုင်အကူအညီပေးတဲ့အနေနဲ့ကလေးအိုင်ပရမစကေးကိုအဆင်မြင်ပြီးအဲနောက်မှာတော့တင်းအသင်းပေါ်တွေအနေနဲ့ဒါမိတ်ပေးတဲ့နေရာမှာအအောင်ဆိုင်နိုင်စေဖို့အသင်းလိုက်တိုက်ခိုက်ချင်းတွေမှာ CC ပို့ပေးနိုင်မှုတို့လည်းကောင်းကူတောင်းကိုစောချဖို့ဒူဘိုင်ဒူဒါစကေးကိုဆက်လက်ဦးစားပေးအဆင်မြင်ပါအကြိမ်ပြမကအလုံးဝေးနေပါကစကေးဒူဒါပိုင်းပွင့်စေဖို့အတွက်ကလေးအားဒူဒါစကေးကိုသုံးပြီးတော့ပြမနာအတားစီစီကိုကတ်သွားပြီးအဲနောက်မှာတော့ပြမန့်စီဒိုင်မင်းထိုးဝင်ကဒိုင်မင်းနဲ့စီစီကိုတက်ရောက်စီပါ လေးအိုင်ပရမစကေးကိုတခြားစကေးသုံးပြီးတန်းသုံးတာမျိုးဒါမှမဟုတ်ဒူဘိုင်းတတိယမြောက်မြင့်တင်ထားတဲ့ဘေးစင်အပြတ်ပြီးမှသုံးတာမျိုးနဲ့ဒူဘိုင်းပတ်စစ်ကိုပွေ့စီပြီးတိုက်ခိုက်မှုမှာဒူဘိုင်းဆပ်တိန်လုံးနိုင်စွမ်းကိုမြင့်တင်ပါကျွန်တော်အနေနဲ့ကလေးအတွက် Tag Emblem ကို Vitality ဖူးရဆပ်တူကေးသားနဲ့ Concussive Plus Talent တွေကိုတွဲသုံးဖို့အကြံပြုလိုပါတယ် Tag Emblem နဲ့ Vitality တို့က HP ကိုတိုးစီပြီးတော့၎င်းချက်ကကလေးအိုင်သွေးဖြည့်ခြင်းနဲ့ပရမစကေးရဲ့ Damage ကိုပါတိုးစီနိုင်ပါတယ် ဘူယောဆပ်တူဂေတာကတော့ဘတ်စ်ပေးကူတော့ဆော့ချပေးပြီးကွန်ကက်စ်ဘလတ်ကတော့သူမန်ဒမ်မေ့ထုတ်ပေးနိုင်စွမ်းကိုတိုးပေးခြင်းအဖြစ်ကလီယာဂိမ်းစပိုင်းအကူအညီပေးနိုင်မှာဖြစ်ပါတယ်ရောဘတ်ယောင်းဒီနဲ့ဂျိုးလုံးနေတဲ့တက်ရှင်နိုင်စွမ်းနဲ့ကိုကိုသွေးပြေးနိုင်စွမ်းကိုအောင်ဆက်တဲ့ဒီဘေးကိုကလီယာတွေအကြံပြုလိုပါတယ်တန်နာဘတ်နဲ့အိုရီဂေရိုကတော့ကလီယာအထီးကအီကွစ်မန့်ပဲဖြစ်ပြီးတော့ hybrid defense cooldown short charge နဲ့ရရှိမဲ့သွေးပြေးခြင်းတွေကိုတိုးပေးနိုင်ပြီး၎င်းတို့အားလုံးက clear eye play style နဲ့ live ဖက်ညီပါတယ် ဒိုမနီယံဆိုင်းစ်နဲ့ရေဒီယံအာမာတို့ကတော့ physical နဲ့ magic defense တွေပေးပြီးတစ်ချိန်တည်းမှာပဲရန်သူရဲ့သွေးဖြည့်ခြင်းစော့ချမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့သူမရဲ့ပထမ skill နဲ့သွေးဖြည့်ခြင်းတွေကအများဆုံး HP light ကွာခြားမှုရှိတာကြောင့် player sustain ဖြစ်တဲ့တိုက်ခိုက်မှုပုံမြင့်တင်နိုင်ဖို့ Guardian Helmet ကိုဆက်ပါ။ပေးရည်နဲ့သူမဒူဒါစကင်းနဲ့အာတီမေတို့ကိုသုံးပြီးကဲသူကိုအလင်းကိုင်းစီစီလုံးနိုင်စေဖို့ကျွန်တော်တို့အနေနဲ့ flicker pattern spray ကိုအကြံပြုလိုပါတယ်။ကလေးအနေနဲ့ရှေ့တန်းမှာတိုက်ခိုက်ချိန်မှာတိတဲ့ damage ကိုဆော့နိုင်ဖို့ vengeance ကိုလည်းအကြံပြုလိုပါတယ်။ ကလေးကလီလာနဲ့ချန်ကီတို့လိုမျိုးရွေးရှားနိုင်သွားမှရှိတဲ့ဟီးရိုးတွေနဲ့ရင်ဆိုင်တဲ့ညမှာကောင်းမွန်ပါလေ။ဒိုမီမဲလေကလေးအနီးနဲ့ control immunity ရှိတဲ့ရန်သူတွေကိုမဖမ်းနိုင်တာကြောင့်ဒီကီနဲ့မနိုထောတို့လိုမျိုးဟီးရိုးတွေကသူမကိုတရားမှုရှိရှိတံပြန်တိုက်ခိုက်နိုင်ပါလေ။ကလေးရဲ့အာကောင်နဲ့ပြင်မာတစ်ခုတည်းထိတဲ့ CC ကသူမကိုဥဒရာဟာလီနဲ့ clean တို့လိုမျိုးပြင်မာတစ်ခုတည်းပေါ်မြင်မာတဲ့ bastion လုံနိုင်တဲ့ဟီးရိုးတွေနဲ့ life ဖက်ညီစီပါလေ။ ။ကိန်းစာပိုင်းမှာတော့ clear ပြောင်ပြောင်းလာတဲ့စပူဆွဲတွေကိုဘေးလန်းတွေမှာကူညီဖို့နဲ့ရန်သူကိုတပ်ဖြတ်နိုင်ဖို့ပြစ်မှတ်တွေကိုဖမ်းနှားဖို့ကူညီပေးပြီးဂျေးတွေမှာပဲသူမရဲ့ passion နဲ့မဟာမိတ်ကိုတွေးဖြည့်ပေးပါ။ဂိမ်းလေးပိုင်းကလည်းဂိမ်းတော်မှာအသင်းလိုက်တိုက်ခိုက်ခြင်းတွေမှာတော့အထူးသဖြင့် Florent နဲ့ Rafaela တို့လိုမျိုး support တွေပါဝင်တဲ့ရန်သူအသင်းကို player တွေသူမရဲ့အသင်းအနေနဲ့ရန်စားတာမျိုးမလုပ်သေးပါဘူး။ player အနေနဲ့ရန်သူအသင်းနဲ့ diamond ပြည့်ဝင်ပြီးတော့ရန်သူအထူးက damage ပေးသူကိုတင်အသင်းနဲ့စီလမ်းပြပဖို့အတွက် ultimate ကိုတုံးချင်အဖြစ်အရေးအတွက်အသာစီးရရှိနိုင်ပါလေ။ Claire the sudden wave ga master sakuya ni ba yau shi la do ma be phit par de glea ko a ne song saing tong ya lone di ya shi nai bo a chain kan tan shi de event ma pa win lai ba ပရပါလုံးစလီရတွင်ဒူမိုင်းရှီမာရီဝေးဗ်စ်စကင်ကိုစိန်50လုံးနဲ့ရယူလိုက်ပါကလေးရနဲ့ဒူလိုင်းလုံးတို့ချုပ်ကိုလာရောက်ဖြိုခွဲလိုက်ပါနောက်ပြီးနောက်ကြိမ်မတိုင်ခင်ကျုပ်တို့တွေလမ်းတော့တောင်းပါပြန်ဆုံကြတာပေါ့